ဟုတ်ကဲ့အော်ဟယ်လိုဟုတ်ကဲ့ရှင်ဟုတ်ဟွာစကိုင်းဘက်ကလာမသိဘူးရှင်ဟုတ်ကဲ့ရှင်အော်ဟုတ်ကဲ့မရေအခုပေါ့နော်အချိန်နေဘယ်လိုရှိလဲဆိုတာသိချင်လို့ပါငလီချောင်းပေါ့နော်ဘာလို့ဖြစ်နေလဲပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ခေါ်တော့မရဘူးကဲကဲရေးနေတာဒီကြည့်ကြပါလိမ့်ပေါ့နော်ဟုတ်ကဲ့အဲဒီပို့ထားတဲ့ဟာလေးတွေတော့တဖြည်းဖြည်းချင်းသူတို့ထုတ်နေတယ်ဟောတတိယအထိတော့သူတွေမထုတ်ပါသေးဘူးဒီနေ့တော့လူတွေထုတ်မှပြောတယ်ရှင် အပြည့်နေတဲ့လူတွေပေါ့နော်ဟုတ်ကဲ့ပါမအခုကပေါ့လေဒီပစ္စည်းဆုံးရှုံးမှုတွေကလေဘလောက်လောက်ရှိလဲမသိဘူးရှင်စကိုင်းဘက်မှာ80ရာခိုင်နှုန်းရှိတယ်တဲ့ဟုတ်ကဲ့ရှင်ဟုတ်လူသေးဆုံးမှုတွေပေါ့ရှင်ဟုတ်လူသေးဆုံးမှုကလည်းတော်တော်များများဟုတ်သေးတယ်ဆယ်အိမ်ပြိုရင်ကိုယ့်အိမ်လောက်ကလူသေးတယ်တဲ့အော်ဟုတ်ကဲ့ပါရှင်ဟုတ်ဘူးဂျိုဂျိုရောတာကျောင်းအုပ်အဲ့ပိုင်းရှင်ကျောင်းအုပ်သေးတယ်ဆီယာမ3ယောက်သေးတယ်မူဂျိုကလေး9ယောက်သေးတယ် ဒီနေ့အဲ့ဒါသူတို့လုံမူစာနဲ့လာပါနဲ့အဲ့ဒါနဲ့လာထိုးပြီးကုဒီနေ့အော်အဲ့ဆိုမနေ့ကပြောနေပြောတာဒီနေ့ကပြောထားတာတွေကိုဒီနေ့မှဒီနေ့မှဒီနေ့မှထုတ်ယူရမှာပေါ့အလောင်းဒီနေ့မှထုတ်ယူမှာဒီနေ့မှအကုန်ထုတ်မှာရှင်မနေ့ကတယောက်မှမထုတ်အောင်ပြီးတော့ဗနီလေအဲစကိုင်းမျိုးမင်းလန်းဗနီလေဒီနေ့မှထုတ်ကြမှာလေဟုတ်ကဲ့ဒီနေ့မှဟိုအဲ့ဒီအလောင်းပိုင်းရှင်တွေအကုန်လာကြည့်ကြတာဒီနေ့ဒီဘာမှလုံးလို့မရသေးဘူးဒီနေ့ကျမလူတွေအကုန်ပေါ်လာတာလေဟုတ်ရင်ဖယ်နေနေငါပဲရှင် ဟုတ်ကဲ့ရှင်တန်ရစ်တဲ့သူတွေရောပေါ့နော်ဘယ်လိုနေထိုင်ကြလဲမသိဘူးရှင်ဟောအစားတောက်တယ်ခုပါတယ်ဘာလေးလို့အဲ့ခုအဲ့လိုပေါ့နော်တချို့လက်ကုတို့ရေးလေးတွေတချို့လက်ပတ်စံရှိရှိတဲ့လူတွေကတော့ကိုယ့်ဟာကိုယ်ပဲပေါ့တချို့လက်ကုတော့ပလန်ကြတယ်တော့ live ဝင်တာခုကျွန်တော်ကိုယ်တိုင်းလည်း live ဝင်မှာမို့လို့ဒီဒီရေတန်းကတ်တွေခောက်ဆွဲတွေတိုင်နေရဝယ်မရတာအဓိကတော့ပတ်စံလူမယ်ဆိုရင်တော့ပတ်စံသူတို့လက်ခံမလားတော့မသိဘူးတိုင်နေရခုကုန်းကုန်းတိုင်နေရအကုန်ပိတ်ရှိသလောက်နဲ့အကုန်ပိတ်ပြီးရောင်းပြီးပေါ့မှာခုတော့ကျွန်တော်တော့ရသလောက်တော့ပေါ့ ဟုတ်ကဲ့ပါမသခိုင်းတထောင်ပြန်ဖွင့်ပြီလို့ကြားလားရှင်မန္တလေးဘက်ကနေဟုတ်ကဲ့သခိုင်းကကတော့သူမန္တလေးဘက်ကနေကားလေးတွေ၅စီးချင်းဖြတ်တယ်တဲ့ဟိုပြီးတော့ဆက်လေလေဆက်လေနဲ့ဖြတ်တာတော့ပိုကောင်းတယ်ဇက်ဇက်ပေါ့ဆက်နေကျွန်တော်တို့ခိုင်မာတဲ့ဇက်အကြီးတွေနဲ့ကားကူပေးတယ်အာစိုက်ကျင်နဲ့ကူပေးတယ်တယောက်၅00နဲ့စိုက်ကြရဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ဖြတ်တော့မပေးခဲ့ရဘူးအခုတော့လူတွေတယောက်တစ်ထောင်ပေါက်တယ်ပြောတာပဲ ဟုတ်ကဲ့ပါမရှင်အခုကလေအနေရချင်းနဲ့ရှင်ဆက်ကြီးနဲ့ကူပေးတာဟုတ်ကဲ့ဟုတ်သခိုင်းတော်ရုံမှာရှိရတိသားရှင်နဲ့ဘုန်းကြီးတွေလည်းလေအထိခိုက်မှုတွေရှိရှိရလို့ကြားရပေါ့နော်အမဘာသိရသေးတယ်ဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့တော့ကျွန်တော်ကတောင်ပေါ်ကျကျွန်တော်ကမြိုတဲ့ဆိုတော့တောင်ပေါ်ဘက်တော့ကိုယ်လည်းမသွားတော့မသိဘူးပေါ့နော်တောင်ပေါ်ကတော့လုံးဝကိုမသိရတာသူများပြောသလောက်ကလေးကိုပြန်လို့ရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့